ရပူသိန်းခရယုံမကယုံစရာအကောင်းဆုံးလှမေလို့နောက်ွယ်မှာပြောခံနေရတဲ့သေဆုငယ်အာလုံးမေမိကလာပါဆယ်လီတိုင်းနူပေးကနေပြန်လေကကြိုးစောလိုက်ပါရီသေဆုငယ်ကအသက်16နှစ်နဲ့အောင်မြင်နေတဲ့အလှမေဖြစ်ုံမကပဲပရိသတ်အင်အားကလည်းခြားလှမေတွေအတွက်များပြပါရီလူချင်းရဲ့ဝိနာဆူကြီးမရလို့စင်ပေါ်မာရင်ကိုခဲ့တဲ့သေဆုငယ်ကိုတော့နိုင်ငံကိုရှက်ရအောင်လုပ်ခဲ့သူပြေပြောဆိုကြပါမိမယ်တစ်ဖက်မှာလည်းတသက်လေးဆိုပြီးတော့ချစ်ခံနေရပါရီ ဒီရက်ပိုင်းမှာတော့သဲစုငိန်ကရွန်စရာအကောင်းဆုံးလာမင်းဆိုပြီးတော့နောက်ွယ်မှာပြောခံလိုက်ရပါတော့တယ်။ပြောရင်သူတွေကတော့မီဒီယာလောကတွေကမိတ်ဆွေတွေဖြစ်ကြပြီးသဲစုငိန်နဲ့လည်းရင်းနေကြပါရီ။အင်တာဗျူးတွေမှာတော့သဲစုငိန်နဲ့ချစ်ချစ်ကဲကဲရှိပေမဲ့လည်းကိုရမရွန်စရာအကောင်းဆုံးလာမင်းဆိုပြီးပြောခဲ့ကြတာပါ။အမျိုးသမီးတယောက်နဲ့ခြားမျိုးသားတွေပါဝင်နေတဲ့ငယ်ချင်းတွေကရွန်စရာအကောင်းဆုံးလာမင်းဆိုရင်ဘသူကိုပြင်းပြမိကြလဲဆိုပြီးတော့အချင်းချင်းစားနောက်ခဲ့ကြပါရီ။ ပြောစရာအကောင်းဆုံးလာမယ်ကတော့နမေသုံးလုံးနဲ့တောက်ကြသမီးလို့ပြောလိုက်တာဖြစ်ပြီး FBO ကပြတ်နေသွားပါရဲ့နမေသုံးလုံးနဲ့တောက်ကြသမီးကတိတ်ဆုငိမ့်မဲဖြစ်နေတာကြောင့်သသဲလေးကိုပြောရည်ဆိုပြီးတော့ဖန်တွေဟာဒေါသတွေထွက်ရကနေပြဿနာတွေစတင်ခဲ့ကြတာပါသူတို့ဖေကတော့ဘယ်သူပဲဝါဆိုပြီးတော့နမေတက်ပြီးမပြောပြင်မဲလဲတိတ်ဆုငိမ့်ရဲ့ပရိသတ်တွေကသူတို့ရဲ့အလှမေကိုပြောရည်လို့မှတ်ယူသွားခဲ့ကြပါရဲ့တဲဆူရင်ကရှာလက်ကိုလက်မခံနိုင်ဘဲနဲ့ပြန်ဝဲမှာငိုခဲ့ရကနေဝေဖန်မှုတွေလည်းရှာခဲ့တဲ့ပြင် အခုတော့ရွန်စရာအကောင်းဆုံးလာမယ်လို့ပြောခင်ရလို့စိတ်နာသွားပါရည်။ဒါကြောင့်တွေမှာချစ်ခင်ပြတဲ့လှုပ်ချိုတွေကိုဝေးဝေးရှောင်တဲ့အကြောင်းတွေကိုရေးသားထားပြီးစိတ်ထဲမှာတော့ကြေကွဲသွားကြရပါရည်။မီဒီယာတွေကသတင်းထောက်ချူအားတိတ်ဆုငင်းကိုရှေ့မှာတောင်မှချစ်ခင်နေပေမဲ့ကြွေရမှာတော့ရွန်စရာလေးလို့ပြောဆိုနေကြတာကိုတုံလို့စရာအကောင်းအောင်သိလိုက်ရပါတော့ရည်။လူတိုင်းကလည်းတဲဆုငင်းကိုသဘောမကျနိုင်လို့အရှိတရားကိုလက်ခံဖို့ပြောပေမဲ့တဲဆုငင်းကတော့လက်မခံနိုင်ပဲနဲ့စာရှိကြီးတွေနဲ့ရှင်းပြနေရပါရဲ့ အသက်၁၄နှစ်ရွယ်တဲ့လာမင်လောကရဲ့ကိုဝင်လာခဲ့ပြီးကိုအားကိုကိုကစူးစမ်းခဲ့သူဖြစ်တာကြောင့်တဲဆုံရင်ကဒီနေရာကိုလွယ်လွယ်လေးနဲ့ရှာလာတာမဟုတ်ခဲ့ပါဘူး။တဲဆုံရင်ကိုယုံတရားလေးဆိုပြီးတော့ပြောခဲ့သူတွေထဲမှာမြန်မာနိုင်ငံကလူတွေသာမကဘဲနဲ့နိုင်ငံခြားကသူတွေလည်းပြောခဲ့ကြပါရယ်။ရှာလက်ကိုလက်မခံနိုင်လို့ပြန်ပွဲမာတင်ငိုခဲ့ရာကနေ Miss Bad Behavior, Miss Bad Attitude, Miss Drama ဆိုတဲ့နာမည်တွေကိုရှာခဲ့တာပါ။အခုလေမီဒီယာကသတင်းထောက်တွေကယုံစရာလေးဆိုပြီးပြောလိုက်လို့ တဲဆူငိန်ဟာမနာလိုတာကြောင့်ပြောဆိုခဲ့ရတယ်ဆိုပြီးတော့သဘောထားလိုက်ပါရီ Miss Square International ပြိုင်ပွဲကတီးဆုံသွားတာတနည်းခန့်ရှိတော့မှဖြစ်ပေမဲ့သူ့ရဲ့ရှိန်ဝါကကြီးမားနေသေးတာကြောင့်ဒီလိုပြောဆိုခဲ့ရတယ်ဆိုပြီးအောင်မြင်မှုတစ်ခုဖြစ်ကုန်နေကြပါရီအလားမေတိုင်းကိုလည်းပရိသတ်တိုင်းကသဘောကျတာမဟုတ်ဘဲနဲ့တဲဆူငိန်ထဲပို့ပြီးတော့ဆူဆူဝါဝါပြောခင်ရတဲ့ထထထုံးလေးရှိခဲ့ပါရီထထထုံးကိုမေရောဖာစီကအပေါ်လေးလုံလုံလော့အမြင်ကက်တယ်ဆိုပြီးတော့နမေတက်ပြီးပြောပေမဲ့ထထထုံးကတော့သဘောထားကြည့်ပေးခဲ့ပါရီ ခါစီကိုရန်လည်းမတွေ့ခဲ့သလိုစာရှည်ကြီးနဲ့လည်းသူစင်ကြောင်းမပြောခဲ့ဘဲနဲ့အေးအေးဆေးဆေးပြီးဆုံးသွားခဲ့ပါရီထထတုံးရဲ့ဖြစ်တဲ့ပေါ်ကတော့ခါစီတောင်မှအနီးအားခက် အားနာစရာတွေဖြစ်သွားတဲ့အထိတတိငိငိမဲတုတ်ပြန်ခဲ့တာပါ။ဂျာမင်းမဲ့သဲဆူငိကတော့အားပေးသူတွေများတာကြောင့်သူပြိတ္တတရားလည်းမခံနိုင်ဖြစ်နေကြပဲသဲဆူငိကိုယ်တိုင်လည်းအေးချမ်းအောင်တိုးစားနေရပါရီသဲဆူငိကကိုရမှာတင်းပြောခင်ရသလိုတကယ်ပဲယုံစရာလေးဖြစ်နေရလား။ဒါမှမဟုတ်မြန်လိုက်ကြုံနေအေးချမ်းသွားစီတဲ့ကြည်တလေးလားဆိုတော့ကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်